ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတက်ကိုပဲတောက်သုံးပါဘုံပန်းရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွက်စုအောင်ကြိုချက်ပြီးမှပဲတောက်တင်ပါတယ်ကချင်ပြည်နယ်ဖားကံမြို့နယ်ကကတ်မော်ကျေးရွာမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ဆွဲရနေရာတချို့ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကသိမ်းပိုက်ခဲ့တယ်လို့သတင်းရင်းမြစ်တချို့အသိပေးပါရယ်အရင်နေ့တွေကတည်းကတိုက်ပွဲဖြစ်နေတဲ့ကတ်မော်ကျေးရွာမှာ မနေ့ကမေလ၈ရက်မနက်ပိုင်းကစလို့တနေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီးညပိုင်းမှာတော့စစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ကတ်မော်ရွာဖုံးကြီးကျောင်းမှာတက်ဆွဲနေကြတဲ့စစ်ကောင်စီတပ်သားတွေကိုရှင်းလင်းလိုက်ပြီလို့ကချင်းစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ကတ်မော်ရွာစုတောင်းတောင်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုတော့တိုက်ခိုက်နေစေဖြစ်ပြီးသိမ့်ပိုင်နိုင်ခြင်းမရှိသေးဘူးလို့သိရတာပါ။ကတ်မော်ရွာမှာစစ်ကောင်စီတပ်တော်တော်လေးအထိနာခဲ့တာကြောင့်မနေ့ညပိုင်း၈နာရီ၄၀မိနစ်လောက်ကစပြီးလေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့ပါတယ်။တခြားစစ်ရေးသတင်းရင်းမြစ်ကလည်းကမော်ရွာဖုံးကြီးကျောင်းနဲ့ဆူတောင်းတောင်နေရာတို့မှာတက်ဆွဲထားတဲ့စစ်ကောင်စီမင်းစေတန်ပြည်သူစစ်ရွှေမင်းပြည်သူစစ်တွေကိုမနေ့ကတက်ခတ်ရမှာလက်နက်ခဲယံများစွာသိမ်းဆည်းရရှိပြီးထွက်ပြေးသွားကြတယ်လို့အသိပေးပါရယ်။ကချင်ဒေသစစ်ရေးအခြေအနေတွေကိုမေးမြန်းဖို့ KRA သတင်းပြန်ကြားရေးဌာနတာဝန်ခံဘူမူကြီးနော်ဘူးကိုဆက်သွယ်နေဆဲဖြစ်ပါရယ်ရှင်။ငလင်ဘေးတဲ့ဒေတာတွေမှာဖြစ်နိုင်ရင်တော့ရေတန့်ကိုပဲတောက်သုံးပါ ဘုံပါရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပော့ဆူအောင်ကြိုးချက်ပြီးမှပဲတောက်တင်ပါရယ်